အမြင့်ဆုံးဘယ်လောက်ရောက်ဘူးခင်ဗျာ။နေရ။ကြာအေကလူတရားကိုရင်းချက်တွေနဲ့မော်ဒယ်ရောက်လာတော့ကြာဘူးလို့နေတယ်။တင်မပြေဘူးလေ။မွေးစေဝါရဲ့တားကောင်မဖြစ်ဖို့လိုအပ်တာပေါ့။ကာလာပွင့်လေးတာပြတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တကြီးရောင်ကိုလည်းဖြစ်သွားနိုင်တာပေါ့ဗျာ။ဟုတ်လား။ကျောင်းဝင်လာ။အေး။ဒီကူတမ်းဖို့တောင်းလို့ကုတမ်းလေးကြည့်အောင်ဆရာတော့ဘောကလည်းဆရာတော့ရရရပြရမလားဟာပြမလားတလူရလား ရောက်ကြည့်မယ်ရောက်ဝယ်မယ်ဘောဘောရလေဘယ်ဘောလဲအကုန်ဘောဘယ်ပြန်လာမစီဘောတီဝီစားလေအဲကမလို့အဲဒီမျိုးမဘလူးတေးဝဲစားမလဲဘလူးမရလားတနေ့တန်းရင်စားတော့ကျွန်တော်လာတာတိုင်လာမရလားဘယ်နေ့ရှိလားနေ့နေ့ကဘာဒါဒီရပါလားရခိုင်ပြည်နေရလေအကုန်ကျွန်တော်လာတဲ့စိတ်ဖြောင်းပါလို့ရင်စည်းဆိုတာကကြောက်ပြန်လုံးအောင်ဘူးပြီလားအမြင့်ဆုံးဘလောက်ရောက်ဘူးပြီလားနေရကြာပြီလားနေရရလား ကြာဦးမပြန်မပြန်ရတက်လာတယ်အဲ့မရဘူးတခါဩအောက်ပိုင်းဆင်းသွားသေးတယ်ကိုကြောက်ဘလောက်ပဲဩဘော်ထဲရောက်ချစ်ချောက်မလို့နဲ့ဘူးစီဝါမလုံးနဲ့အကောင်းဘူးကိုတို့ဆောင်ကောင်းကောင်းရှာလို့ရှိရင်ကြောက်အောင်လဲပြန်တော့ကိုပြန်ပေးတာကိုကအားစီးလို့ရကအေးကလူတရားကိုရင်းချက်တွေနဲ့ဟိုကမော်ထဲရောက်လာတော့ကြာမလုံးနေတယ်သူတို့ပြေဦးလေကောင်းနေပြောပြတာဟုတ်ဟုတ်ဟဲ့တော့ကောင်းရှာအောင်တော့ ကျွန်တော်တို့ရောက်ဖို့ရခင်မလဲဘူးဒါကနေတက်လာပြီဆိုလို့ချင်းတော့ရီမန်းချက်ပန်းတိုင်းကိုစီနဲ့တက်လာတဲ့လူတွေအများကြီးပေါ့ဗျာနော်ဒါပေမဲ့ဒီမှာရောက်တော့ကြောက်မရတာလည်းပါတယ်မော်ထဲမှာဂျုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေဆိုတာလည်းပါတာအဲ့ဒီအတွက်ကြောင့်မို့တော်တော်များများစိတ်လေသွားကြတာစိတ်လေသွားဆိုမူရေးဆေးဝါးရဲ့တောက်ကောင်တွေတော်တော်များများဖြစ်သွားကြတာပေါ့ဗျာနော်ကျွန်တော်ပြောချင်တာကဘလို့အခက်အခဲ ဘလို့ပြဿနာတွေပဲကြုံနေပါစေ။အမွေးစေဝါရဲ့တားကောင်မဖြစ်ဖို့လိုအပ်တာပေါ့။လူတိုင်းမှာတော့ခက်ခဲကိုယ်စီရှိတယ်။ခက်ခဲတိုင်းကိုတော့ကျွန်တော်တို့ကတော့အကောင်းမဆုံးကြုံပြဖို့ကတော့လိုအပ်တာပေါ့။ဒီနေ့ကတော့ကျွန်တော်မော်ပတ်ရဲ့ သေးလေးကလုံးဆွဲခဲ့ရပြီဗျာ။အဲ့ကျွန်တော်အာလူးခွန်လေးဖြစ်နေဗျာ။ကျွန်တော်ထပ်ဆေးလို့ရတယ်ဒီသားလေးမှာရှိရဗျာ။ကဲဒီကြောက်လေးကိုလည်းပြပေးမယ်နော်။ဒီကြောက်လေးကကျွန်တော်အရင်မှတော်တော်များများလေးပါရဗျာ။ဒီညာလေးမှာဆိုရင်ဒီပေါက်ညာလေးတော့တွေ့ရဗျာနော်။အာလူးခွန်လိုမျိုးပဲသူကပါပါလေးပေါ့ဗျာနော်။ညိုပေါက်ညာလေးလည်းရှိသေးတာဝင်။ဒါကျွန်တော်ခေါင်းရမှာကဒီမန်းရအတက်အကျောက်ပဲကျွန်တော်ခေါင်းရမှာ။ဒီမန်းကစီးကောင်းမယ်ဆိုရင်အပွင့်ရတဲ့ချေရှိတာပေါ့ဗျာနော်။ ော့ computer မျိုးတန်းလေးဖြစ်တယ်ဆိုတဲ့ကြောင့်ကာရိတ်ပုံစံမျိုးလေးလာတာပေါ့ပဲเนาะကာမျိုးဆိုတာမျိုးကတော့တင်းထဲမှာဒီကြောက်သားလန်ပြီးမှဒီကြောက်လေးသာဖြစ်ခဲ့မယ်ဆိုရှင်ကနန်းကြီးကြီးရတဲ့အခြေရှိတာပေါ့ကေနာလေးကလည်းရှင်းနေပြီเนาะဒါလေးကကျွန်တော်3တိတ်နဲ့ပဲရခဲ့တယ်ပြန်เนาะဒါကတော့ကျွန်တော်15တိတ်နဲ့ရတာအကြောင်းလေးဖြစ်တာပေါ့ပဲเนาะ ကာလာဖွင့်လေးကိုကျွန်တော်ခေါင်းအောင်မှာဖြစ်သွားဖို့ပဲเนาะအနေသားလေးကတော့မဆိုးပြသူကရန်ကောင်းလေးလည်းညင်တယ်ပေါ့ဗျာเนาะကဲဒီကောင်းလေးလည်းကျွန်တော်တစ်ခါလေးပြပေးမယ်ပေါ်စီတာအကြောင်းပြပြီးမှာသူရဲ့ဒီရန်ကောင်းနေသားလေးကလည်းတော်တော်လေးညင်တဲ့အကြောင်းလေးဖြစ်သွားပြပေးမယ်เนาะဒီကြောင်းလေးမှာကျွန်တော်ထူးခြားတာလေးကတော့စီကြောင်းသားလေးကလုံးဝညင်ပြီးမှာဖွင့်သားတစ်ခုထိကိုမန်းဆောက်လို့ရတယ်ဗျာဘာကြောင့်လဲဆိုရှင်တော့တာတန်လေးကတော့လုံးဝညင်ဆင်းနေတာပေါ့ဗျာเนาะဒီဘက်ဘေးအနေသားကိုကြည့်မယ်ဆိုရှင်လည်းလက်ချက်လေးတွေကအစားတော်တော်လေးလှတာပေါ့ဗျာ အနာကတော့ကြီးကြီးမားမားမမြင်ရအောင်ဒီကြောင့်လေးကကျွန်တော်မန်းသားတို့ဒါကာလာပွင့်လေးဒါပြတော့မယ်ဆိုလို့ရှိရင်တော့ဒီကြီးရောင်ကိုလည်းဖြစ်သွားနိုင်တာပေါ့ဗျာနော်ကာလာရေးလေးနဲ့မီးလေးပွင့်လိုက်ဟိုဒီဘက်ကြီးကိုကြည့်လိုက်အဲ့တော့ဒီမိုက်ကတော့ကွန်လိုက်ပြီဆိုဒီတော့တခေရင်နော်။ဒါပြီးမှဒီကြောင့်လေးရဒီကြချက်ကတော့လမ်းလေးတွေပါဆိုတော့ကြောင်းမလို့ဆေးလိုက်လို့မှဒီမန်းလေးကတက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရာကြောက်လေးဖြစ်သွားနိုင်တယ်ဗျာနော်။ဒီ15တိတ်တဲ့ဟာလေးကလည်းအန်ကောင်းလေးညီပြီးမှကျွန်တော်ကာလာပွင့်လေးတာများများထွက်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆယ်ကြီးရပိုင်းလေးဖြစ်သွားနိုင်တယ်နော်။ဒီကြောင့်နှလုံးထဲကနေမှကျွန်တော်ကိုမလို့ချိန်နေတဲ့နှလုံးလေးရှိခဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဆက်သွယ်လိုက်ပို့ဗျာနော်။